မင်္ဂလာပါသားတို့တမီးတို့ရေဒီချေကတော့ဒုတိယအနံသိပ္ပံဘာသာကိုသင်ကြားမယ်ဒီချေမျိုးဖြစ်ပါတယ်အခုဒီချေကအခန်းနှစ်ကျွန်ုပ်တို့ဤခန္ဓာကိုယ်အစိပ်ပိုင်းများကိုနှိုင်းရှင်ခြင်းသင်ကြတာအကြောင်းသင်ကြားပြီးမှာဖြစ်ပါတယ်အဲ့ဒီသင်ကြားအခန်းနှစ်မှာ အခန်းခေါ်ရင်းနှစ်ခုရှိတယ်တောက်ယူပြီပထမတစ်ခုကတော့ခန္ဓာကိုယ်ဤပြင်ပအစိပ်ပိုင်းများပြောင်းလဲမှုများဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကျွန်ုပ်တို့ဤအရေးပြားများအကြောင်းကိုသင်ကြားမှာ ဖြစ်ပါတယ်ကဲအခုဒီချေကအခန်းနှစ်ရဲ့အခန်းခွဲလေးတစ်ဖြစ်တဲ့ခန္ဓာကိုယ်ဤပြင်ပအစိပ်ပိုင်းများပြောင်းလဲမှုကိုစပြီးသင်ကြားပြီးမှာဖြစ်ပါတယ် ကဲဒီချေတို့စပြီးရောမတင်ကြခင်ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုဒီချေတို့ KG ရော grade 1မှာရောသင်ပြီးခဲ့ပါပြီတောက်သူမျိုးမမိရင်လားခန္ဓာကိုယ်အစိပ်ပိုင်းဘယ်နှမျိုးရှိလဲပြောကြည့်ပါဦးဟုတ်တယ်၃မျိုးရှိတယ်နော်ညနာရေခန္ဓာကိုယ်အလယ်ပိုင်းရယ်အောက်ပိုင်းရယ်ဆိုပြီးရောဒီချေတို့၃ပိုင်းခွဲထားတယ်နော်ကဲအရောခန္ဓာကိုယ်ကြီးကဘလို့ပြောင်းလဲလေခန္ဓာကိုယ်ကြီးတောက်ပြီးတော့အခု၅နှစ် 6နှစ်ဟော9နှစ်10နှစ်အဲ့လိုတဖြည်းဖြည်းနဲ့အသက်ကြီးသွားတဲ့ခါမှာသားတို့ရဲ့ခန္ဓာကိုယ်ပြမအစိတ်ပိုင်းနေရတယ်ပြောင်းလဲလာတယ်ဆိုတော့တောက်မျိုးသတိထားမိတာဟုတ်တယ်နော်တော်ကတဖြည်းဖြည်းနဲ့အသက်9နှစ်6နှစ်ကြီးလာလို့တောက်သမီးတို့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းနေရတယ်။ပြေမခန္ဓာကိုယ်အစိပ်ပိုင်းနေရတယ်။တဖြည်းဖြည်းနဲ့အရွယ်စားကြီးလာတယ်။ပြောင်းလဲလာတယ်။နော်အဲ့တော့ဘလို့ပြောင်းလဲလာဆိုရင်ဟောသပင်လေးရှိလာတယ်။အရက်တွေရှိလာတယ် ခန္ဓာကိုအစိပ်ပိုင်းနေပြင်မအစိပ်ပိုင်းနေဖြစ်တဲ့သဘင်လေးရှိလာမယ်ရက်လေးရှိလာမယ်ပြီးလို့ရှိလို့ရှိရင်ခန္ဓာကိုအစိပ်ပိုင်းမှာမပြောင်းလဲတဲ့ပြင်ပအစိပ်ပိုင်းမှာဆိုရင်မပြောင်းလဲတဲ့အရာတော့ရှိဘယ်အရာလေးလို့ထင်ပြောကြည့်ပါဦးအော်သဘင်ဆိုရင်တူတူလေးကနေညှက်ပြီးွားပြီဆိုရင်တဖြည်းဖြည်းနဲ့ရှိလာတယ်အရက်ဆိုလဲနော်၅နှစ်၆နှစ်ကသုံးပြီးခုနှစ်နှစ်ရှိနေကြတော့ဟောတဖြည်းဖြည်းနဲ့တပီးတပီးတက်လာရက်ကြီးရှိလာဒါပေမဲ့ မပြောင်းလဲတဲ့အရာတော့ရှိတယ်။ဘာလဲသိလား။တီချယ်တို့ရဲ့ပြင်ပအစိုက်ပိုင်းမှာဆိုရင်မျက်လုံးမျက်လုံးဟာအသက်ကြီးသွားပြီးတော့မျိုးလုံးပြူးပြီးတော့ကြီးလာရှိတယ်။မရှိဘူးเนาะတီချယ်တို့ရဲ့ပြင်ပအစိုက်ပိုင်းမှာဆိုရင်မျက်လုံးကတော့ပြောင်းလဲမှုမရှိပါဘူး။ပြမစိုက်ပိုင်းမှာသပင်းကြီးရှိလာတာအရက်ကြီးရှိလာတာခန္ဓာကိုယ်ကြီးเนาะဝါလာတာပိန်လာတာအဲ့ဒါတွေကတောက်ကြီးရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းပြောင်းလဲမှုတွေဖြစ်တယ် ကဲအဲ့ဆိုလို့ရှိရင်ခန်းထဲမှာဆိုရင်တငယ်ချင်းနေနော်ဟာ grade 1တော့တငယ်ချင်းဟုတ် grade 2မှာပြန်ပြီးတွေ့ဟာတချို့ကြီးကနော်အရက်တွေရှိလာတာတချို့ကြီးကဝါလာတာဟာတချို့ကြောက်လဲပိန်ွားတာဒါတွေကတောက်ပြူရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းပြင်ပခန္ဓာကိုယ်အစိပ်ပိုင်းပြောင်းလဲမှုတွေပဲဖြစ်တယ်အဲ့တော့တအားပြင်ပခန္ဓာကိုယ်အစိပ်ပိုင်းပြောင်းလဲမှုတွေကိုသိပါပြီနော် ကဲအဆောရင်ဒီခြေကသင်ကန်းစာကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်သင်ကန်းစာထဲမှာလုပ်ငန်းတင်မှာဆိုလို့ရှင်တော့သူကဘာကြီးပြောထားလဲဆိုရင်ခန္ဓာကိုယ်ရဲ့เนาะပြင်ပအစိပ်ပိုင်းတွေကတဲ့အရင်ကနဲ့အခုမတူတာတွေကိုနှိုင်းရှင်ကြည့်မြင်ကဲတောက်သမီးတို့ကြီးတောက်သမီးတို့မှာ မွေးခင်းစတော့အင်းကြီးတွေရှိသေးတာငယ်တော့ကလေတောက်မျိုးဝတ်တဲ့အင်းကြီးတွေတနှစ်နှစ်တောင်းအင်းကြီးတွေဟောရှိလို့ရှင်တောက်မျိုးတို့ယူပြီးတော့နော်ဝတ်ကြည့်ပါအောင်တော်မယ်လို့ထင်တာငယ်တော့ကပုံလေးတွေကိုကြည့်ကြည့်ပါဦးနော်ငယ်တော့ကလေးဖက်တော်လေးနဲ့လမ်းမလျှောက်တော့တချို့ရေဆိုရင်ဓပုံရိတ်ထားမှာပဲလीနော်ဒီလုပ်ငန်းတက်မှာဆိုရင်တော့သူကဘာလေးပြတ်ထားလဲဆိုရင်ကကြီးမှာဆိုရင်ငငယ်တော့ကပုံလေး ခဝေးမှာဆိုရင်တော့အဝတ်အစားခန်းငယ်မှာဆိုလို့ရှင်တော့ဖနက်နော်ငယ်တော့ဆိုလို့ရှင်ဖနက်လေးရှိသေးတာတချို့ရတော့ငယ်ငယ်တော့အဝတ်အစားလေးတိမ့်ထားတယ်ငယ်တော့ဓာတ်ပုံလေးတိမ့်ထားတယ်ငယ်တော့ဖနက်လေးဆိုလေအမှတ်တရအနေနဲ့တိမ့်ထားတယ်ဟောကိုကြီးလိုက်အခါမှာဟာဟာငယ်ငယ်တော့ဒီပုံလေးပါလားဒါတော့ငယ်တော့ဝတ်တဲ့အင်ကြီးလေးပါလားဝတ်ချင်ဘူးလားပြန်ပြီးတော့ဟုတ်တယ် တော်သေးလားတော်တော့နော်ငငယ်တုန်းကရှိတဲ့ခန္ဓာကိုယ်နဲ့အခုအရွယ်ရောက်နေတဲ့ခန္ဓာကိုယ်နဲ့တူသေးလားမတူတော့ဘူးလေခန္ဓာကိုယ်ကနော်ပြောင်းလဲသွားတယ်ဟောငငယ်တော့စီးရဖက်နဲ့လည်းအခုစီးရဖက်နဲ့တူလားမတူတော့ဘူးနော်ငငယ်တော့စီးရဖက်နဲ့ဆိုရင်ဘယ်တော်တော့မလဲနော်တည်တည်တည်အကြောင်မို့တအားရရဲ့ခန္ဓာကိုပြင်ပအစိပ်ပိုင်းကပြောင်းလဲလာတယ်ဆိုတာအဲ့ဒါတွေကိုပြောတာငယ်တော့ပုံလေးတွေငယ်တော့ဝတ်တဲ့အင်းကြီးလေးတွေ ငငယ်တော့စီးတဲ့ဖက်နှက်လေးတွေဟောအခုတောက်သမီးတို့ခုနှစ်နှစ်ရှင်းနှစ်အရွယ်ရောက်တဲ့အခါမှာပြန်စီးရဲ့အခါမှာတော်သေးလားဘယ်တော်တော့မလဲနော်ဒါတွေကသားတို့ရဲ့ခန္ဓာကိုယ်ပြင်ပအစိတ်ပိုင်းတွေပြောင်းလဲမှုဖြစ်လာတာနော်ငငယ်တော့ဝတ်တဲ့အင်ဂျီဆိုအခုဆိုရင်မတော်တော့ဘူးတော်နေသေးရင်တော့တိုးသွားမယ်နော်ဖက်နှက်ဆိုလို့ရှင်သေးသွားမယ်ခြောက်ကြီးတွေကကြီးလာမယ်ဘယ်တော်တော့မလဲကဲအဲဆိုရင်ဒါကတော့လုပ်ငန်းတစ်ရဲ့မိကုံလေးပဲဖြစ်တယ် ကဲလုပ်ငန်းနှစ်ကိုကျေတို့ဆက်ပြီးရောလေ့လာကြည့်ရအောင်